အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ Olive ပါ Olive အခုလက်ရှိအလုပ်လုပ်နေတဲ့အလုပ်ကိုင်းကတော့တခွဲကမ်းမှာ Medical Technologist အနေနဲ့အလုပ်လုပ်နေပါတယ် Olive ဘာကြောင့် influencer ဖြစ်ချင်တာလဲဆိုတော့အလေးရဲ့ဒီ9နှစ်ကျော် creator လုပ်ခဲ့တဲ့လမ်းကြောင်းတစ်လျှောက်မှာကိုပေါ့ကိုဂုံအယူဆုံး moment ကိုပြောပါဆိုရင်ဒီ creator တင်နန်းပြီးတာနဲ့ video တွေချက်ချင်းတင်ပြီးအကောင့်တွေစဖော်တာပါ ဲ့လို account တွေပေါ်နိုင်ခဲ့လို့လည်းအရင်ကလုပ်ခဲ့တဲ့ career ကနေပြီးအခုလက်ရှိသွားနေတဲ့ video creator တို့ live coach တို့အဲ့ဒီဘက်တွေကိုကူးနိုင်တာလို့ပြောလို့ရတယ်။ဒီ video ကြည့်နေတဲ့သူတွေရဲ့မှာလည်း2025မမီတော့ရင်တော့ဒီ2026မှာ social media ပေါ်မှာ video တွေစတင်ပြီးတော့အပွင့်ဝင်လိုချင်တဲ့သူတွေရာခိုင်နှုန်းနဲ့တွက်ပဲဆိုရင်80ရာခိုင်နှုန်းလောက်ပါလိမ့်မယ်။အဲ့လိုမျိုးသူတွေအတွက်အခုလက်ရှိ Global Community ကဖန်တီးပေးထားတဲ့ဖန်တီးမှုမှ digital ငွေစီတို့ဆိုတဲ့ Bootcamp program တစ်ခုရှိပါတယ်။ဒီ Bootcamp program မှာ online အပြင်လက်ရှိ ဖြစ်တဲ့ income ဝင်ပြီးတော့နေရာတစ်ခုရထားတဲ့ video creator တွေကလည်းလာပြီးတော့ share ပေးမှာပါဒီ program မှာ2 month program နဲ့ Rolla community lifetime member ဆိုပြီးတော့နှစ်မျိုးခွဲထားတယ်ဒီ2 month ကတော့ဒီ program program အတွက်တသက်ဖြစ်ပြီးတော့ lifetime member ကတော့လစဉ်1300ယောင်နဲ့ဒီ program program အပြင်ရှေ့လျှောက် Rolla community ကလုပ်တဲ့ activity အကုန်လုံးကို join လုပ်ရမှာပါဒီ program program ကို join မိရနဲ့ဘာတွေရလာမလဲဆိုတော့အရင်ထပ် public speaking ကိုယုံကြည်မှုရှိရှိနဲ့ပို့ပြီးပြောလာနိုင်လိမ့်မယ် video တစ်ပုဒ်ကို social media ပေါ်မှာတင်ရဖို့ ို့အတွက်တက်တည်တယ်မျက်နှာပိုများလာလိမ့်မယ်ကင်မရာရှိုင်းဖြစ်တဲ့ PR ကနေလည်းပိုပြီးတော့ကြော်လာနိုင်လိမ့်မယ်နောက် networking အနေနဲ့ပိုပြီးတော့ကျေပြန့်လာလိမ့်မယ်အကောင်းဆုံးတကအကောင်းဆုံးကဘာလဲဆိုတော့ funding ရင်းနဲ့ဒီ digital income ဆိုတဲ့အပေါ်ဝင်ငွေရနိုင်တဲ့လမ်းစာတစ်ခုရှာတွေ့လာပါလိမ့်မယ်တကယ်လို့ဒါဒီ program ကိုစိတ်ဝင်စားရတယ်နောက် growlet community member ဝင်ကြီးသိကျင်နေဆိုရင်တော့အဲ့လေအခုပြထားတဲ့ growlet community facebook page မှာ income လို့စာပို့ပြီးတော့မေးလို့ရပါတယ်